Minglaba. မင်္ဂလာပါဒီနေ့ဥကောဖပြပေးခြင်းနဲ့စောက်ကလေးရတော့ Dragon to the rescues လို့ခေါ်ရနော် Every hero needs to find the fire inside them no. နော်ဘုံမြင်လေးရဒီလိုစမယ် Albert was new at school and he felt quite nervous and shy He watched the other dragons loop the loop around the sky. Whoosh! Once the scorching flames and fire swirled around the air, Albert was so amazed that he stopped to look and stare. Albert's ready, mano, any nilin a purple color, a little sweet hare. dragon tedelia တဲ့သူကဒီနေ့ចောင်းတက်တာပထမဆုံးနေ့မလို့သူကចောင်းမှာအတစ်ကလေးဖြစ်နေတယ်တဲ့ចောင်းသားအတစ်ကလေးပေါ့အဲ့ဒါနဲ့သူကစိတ်တွေလှုပ်ရှားပြီးနည်းနည်းလေးရှက်နေတယ်သူကတခြားသူထဆောပြီးရောက်နေတဲ့ dragons လေးတွေအားလေထဲမှာတဲ့ we white ပြန်တန်းပြဇက်ထဲကနေမှာ flames you know မိတော့တွေကိုမှုတ်ထုတ်နေတာကိုသူက ကြည်နေတယ်နော်တအံတောနဲ့ကြည်နေတယ်လေထဲမှာလူလွန့်ပြီးတော့အဲ့လိုမျိုးသွားတာကိုကြည်နေတယ်တဲ့သူကတော်တော်လေးအံ့ဩပြီးတော့အဲ့ဒါကိုမှင်သက်ပြီးတော့ကြည်နေတယ်တဲ့တဲ့ဒီဘက်ဆာမျက်နှာမှာကြတော့အာအကောင်ကြီးကြီး dragon ရှိတဲ့ pink color နဲ့နော်သူကဆရာမဖြစ်မဲ့လက်ဘက်မှာ whistle ကြီးဆွဲထားတယ်နော်သူကအဲရေခဲချောင်းလိုလိုနော်ဒုတ်ချောင်းနှစ်ချောင်းကိုင်ပြီးတော့သူက ဟန်ကြီးပြတာပေါ့နော်ဟို dragon stay ကိုဘလို့ပြန်ဘလို့ကျွန်းထုတ်ပါလို့ဆိုတော့သင်ပေးနေဖြစ်မှာသူတို့ရဲ့ trainer teacher ဖြစ်မှာပေါ့နော်အဲ့ဒါတော့ when elbot asked to have a go he learned the teacher's special rule to make sure that you are safe you must only breathe fire at school elbot understood but his classmate whispered together those school rules are silly. We should forget them forever. No? At all. သူရဲ့ကြောင်းကဆရာမကတဲ့ safety first နော် fire safety ပေါ့နော်ဒီမီးနဲ့ပတ်သက်ပြီး and ရဲ့ဖြစ်မှာဆိုးလို့တဲ့အထူးတလဲထုတ်ပြန်ထားတဲ့စီကံလေးကို Albert ကိုပြောပြတယ်တဲ့သူပြန်တန်းပြီးတော့မီးမှုတ်ပြီးလေ့ကျင့်ရမယ့်အချိန်ရောက်တော့တဲ့ Albert တဲ့ and ရဲ့မဖြစ်အောင်လို့ မီးတွေမှုတ်ထုတ်တယ်လေ့ကျင့်ခန်းလုပ်တဲ့ဥက္ကစားဟုတ်တယ်။ကျောင်းဝင်းထဲမှာပဲလောက်ရမယ်နော်အပြင်မှာမလောက်ရဘူးတဲ့အဲ့ဒါမျိုးပြောလိုက်တာ။အဲ့လိုမျိုးပြောတဲ့လဲကြောင်းသူရဲ့အချားအတန်းပေါ်တွေကဟွန်းနဲ့ဒီတဲ့စီကန်းချက်ကြီးရတဲ့မကောင်းဘောနော်သူတို့တွေကဒါဟုတ်တယ်မိထားလိုက်ပါတဲ့ကယူမဆိုင်ပါနဲ့ဘောနော်ဒီစီကန်းချက်ကြီးရတဲ့သူတို့အဲ့လိုမျိုး In next days fires class everyone performed like a pro Albert started to feel nervous and then it was his go Albert spluttered and coughed then he let out a loud crook. But instead of flames or fire, he coughed up a little puff of smoke. နောက်တနေ့ရောက်တော့တဲ့အားလုံးကတော့တဲ့မီးတွေကိုတဲ့ကျွန်းကျွန်းချင်းချင်းပဲလူးလွန်ပြီးတော့မီးတွေမျိုးစုံ ထုတ်ပြတယ်တဲ့မီးမှာပုံသဏ္ဍာန်မျိုးစုံအကွင်းအကွင်းနေရောဖွာထွက်တာတွေရောနော် ဒီဇိုင်းမျိုးစုံလုပ်ပြတယ်။ Elva ကသူ့အလှဲ့လေးရောက်ကောနည်းနည်းလေးအရင်လိုပဲစိတ်လှုပ်ရှားနေပြန်အောင်သူ့အလှဲ့လေးရောက်ကောတဲ့သူစူးစမ်းပြီးတော့အသက်ဒီပိုင်းတခြားရှူပြီးတော့မိကိုမှုတ်ထုတ်တယ်တဲ့ချောင်းလဲဆိုးသွားတယ်တဲ့လက်ချောင်းညားပြီးတော့နော်အဲ့မှာသူကတီးပြီးတော့နောက်ဆုံးတော့ဘာထွက်လာလဲမိထွက်မဲ့အစား မိခိုးငွေလေးနင်းနေတော့ထွက်လာလိုက်တယ်တဲ့မိတောက်ကြီးတော့ထွက်မလာဘူးမိခိုးငွေလေးနင်းနေတော့သူပါဇက်ကထွက်သွားတယ်သူကမိခိုးမမုတ်ထုတ်နိုင်အောင်ဖြစ်နေတယ်နော် Albert felt confused he took one more deep breath and blew he closed his eyes but this time he sneezed a smoky he can't do it said the dragons he he shouldn't be here then they cried so poor albert flew away from school to find somewhere to hide albert got it သူအလှဲ့ကြတော့တဲ့သူကနော်စူးစမ်းပြီးတော့လေးအသက်ပြင်းပြင်းရှူပြီးတော့မှုတ်ထုတ်ပြီးစူးစမ်းတဲ့အချိန်မှာသူနှာချပြီးတော့မီးမထွက်ပဲနဲ့ပါထွက်ဆိုတော့ဟာချူးဆိုပြီးတော့ကြည့်ပါဦးနော်ဟာချူးဆိုတဲ့အရှိကြီး နှာချီပြီးတော့နှခေါင်းရလေချောင်းရပြီးတော့ထွက်သွားတယ်အဲ့မှာသူတင်ငယ်ချင်းနေရသူမလုံနိုင်ပါဘူးတဲ့သူဒီမှာတဲ့ကြောင်းလာပြီးတော့တဲ့မီးမမှုတ်တဲ့ dragon ဘာလို့မှလဲသူကအဲ့လိုမျိုးပြောကြတယ်เนาะအဲ့မှာ elbert ကလည်း share ပြီးတော့စိတ်ညစ်ပြီးတော့ကြောင်းပရဝန်နေအဝေးကိုပြန်သွားလိုက်တယ်တောင်မန်လေးရှိပြီးတော့တနည်းမှာသွားပုံးလိုက်အောင်မယ်ဆိုပြီးတော့သူစိတ်ညစ်ပြီးထွက်သွားတာပေါ့ elbert came across a waterfall where he could sit and think His throat felt so dry from coughing that he had a long, cold drink. He took gulp after gulp until his cheeks buggled large and round. But suddenly, Albert paused when he heard a familiar sound. Albert ကလည်းအဝေးကိုပြန်သွားပြီးတော့ရေတကွန်တစ်ခုညာရောက်သွားတယ်တဲ့ရေတကွန်မှာရမ်းလာတော့ rainbow ကြီးရတယ် ဲ့ဒီညမှာ तू တဲ့သွားပြီးတော့အနာယူတယ်။ဘာလို့ဆိုတော့ तू ကချောင်းနေလဲဆိုးတယ်၊ချောင်းနေလဲရာပြီးရမ်းချောက်နေတော့တဲ့ तू ရေများများတောက်အောင်မယ်ဆိုတော့ရေတွေကိုတငုံပြီးတငုံပြီးတငုံတောက်လိုက်တာ။ဖောင်းဖောင်းတဲ့ဒီရေတွေတောက်ချလိုက်တယ်တဲ့။ပြီးတော့မှတဲ့ तू တဲ့ခဏရေတောက်တာရက်လိုက်တယ်မျိုးလုံးလေးပြူသွားပြီးတော့အတန်တစ်ခုကြားလို့တဲ့။ तू तू ရင်းနှီးနေတဲ့အတန်ကြားလို့ခဏရက်လိုက်တယ်တဲ့။ဘာဖြစ်လဲမသိဘူးနော်။ There were flames going whoosh as naughty dragons flew about. Albert was so surprised, he couldn't help spitting his water out. His classmates couldn't believe it. They watched their flames all disappear. What are you doing? cried Albert. You know you can breathe fire here. အယ်ဘတ်ကတဲ့သူတငယ်ချင်းနေအနီးနားမှာလာပြီးတော့ကြောင်းလည်းမဟုတ်တော့ဘဲနဲ့ကြောင်းရဲ့အပြင်မှာမီးတွေနဲ့အတူမှုတ်ထုတ်ပြီးစော့ကစားနာတွေ့သွားတော့တဲ့သူကတဲ့မနေနိုင်ဘူးတဲ့အန်ဒီရဲ့ရှိမှာပဲလို့ဆရာမတင်ထားတော့သတိရပြီးတော့သူပါဇက်ကနေမှာမှုတ်ထုတ်လိုက်တာ သူများလို့မီးမဟုတ်ပဲနဲ့ရေတွေဖြစ်နေတယ်တဲ့ရေတွေဖြစ်နေတော့သူကအဲ့လိုမျိုးရေတွေလဲမှုတ်ထုတ်လိုက်တော့ သူ့ရဲ့အတန်းပေါ်တွေကသူတို့ကိုသူတို့တော့မယုံနိုင်ဘူးတဲ့သူတို့ပါဇက်ကမှုတ်ထုတ်နေတဲ့မီးတောက်တွေအကုန်လုံးကငိမ့်ွားကြတယ်တဲ့ပြီးတော့အယ်ဘတ်ကတခါတည်းသူတို့တွေကိုစုလိုက်သေးတယ်တဲ့ဘာတွေလုပ်နေကြတာလဲတဲ့တငယ်ချင်းတို့မသိဘူးလားတဲ့ကြောင်းအပြင်မှာမီးတွေမမှုတ်အောင်လို့ဆရာမပြောထားတယ်လေဆိုတော့သူကခါထောက်ပြီးတော့တငယ်ချင်းတွေကိုစိတ်ဆူဆူနဲ့စုလိုက်ပါသေးတယ်တဲ့နော်နားရရအောင်မိကိုတွေထွက်သွားတယ်ဆိတ်ဆိုးတဲ့ပုံလုပ်ထားတာနော် Albert felt so angry he shouted louder than ever before. Suddenly, before he knew it, he let out a great big fiery roar. I can breathe fire after all, cried Albert. My throat is cure, he said. But I like being different. I want to be a firefighter instead. အယ်ဘတ်ကတဲ့စိတ်စိတ်ဆိုးလွန်းလို့တဲ့သူអော်လိုက်တဲ့အချိန်မှာသူပါဇက်ကနေမီးတောက်အကြီးဆုံးသောမီးတောက်ကြီးထွက်သွားတော့ဩဆိုမီးတောက်ကြီးထွက်သွားတယ်တဲ့အဲ့အချိန်မှာ तू ကသူ့ကိုယ်သူတောင်မသိဘဲနဲ့တွေ့ရှိသွားတာဟာတဲ့တကယ်တော့တဲ့ငါတဲ့မီးတောက်တွေကိုမှုတ်ထုတ်နိုင်တဲ့ dragon ပါပဲလားလို့သူ့ကိုယ်သူသိသွားတယ်တဲ့ပြီးတော့သူ့လေပင်လေးကလည်းရေတွေတောက်လိုက်တော့တက်တာပါပြီလေ ဲ့တော့သူ့ရဲ့လေပင်းလေးလည်းတတ်တာသွားပြီဒါပေမဲ့တဲ့သူကတဲ့မီးမုတ်တဲ့ dragon မဖြစ်ချင်ဘူးတဲ့မီးတွေကိုနှိမ့်တတ်တဲ့ fire fighter ပဲဖြစ်ချင်တယ်ဆိုပြီးတော့သူကအဲ့ဒါမျိုးကြုံွားလိုက်တယ်ပေါ့နော် hit ကျွေးလိုက်တာပေါ့နော်သူကអော်ပြီးတော့ပြောလိုက်တယ်တကယ်ချင်းနေចောင်းလို့ Albert zoomed back to school but then suddenly he froze before he arrived a smoky smell went up his nose he kept on breathing fire one of the naughty dragons cried but we couldn't put it out no matter how hard we all tried elva ga အမြန်ဆုံးပဲတဲ့သူ့ရဲ့ကြောင်းဘက်ကိုပြန်သွားလိုက်တယ်သူကမီးမုန်နိုင်သွားပြီဆိုဆီယာမကိုသွားပြောပြချင်တာဖြစ်မယ်နော်ဒါမရုတ်တရက်သူပြန်နေတော့ရက်လိုက်တယ်တဲ့ဘာလို့လဲဆိုတော့ကြောင်းရှိတဲ့ဘက်ကနေမီးကိုနှံ့နေရလို့တဲ့အဲ့ဒီမှာ သူ့ရဲ့တင်ငယ်ချင်းအတန်းပေါ်တက်ကလာပြောတယ်တဲ့သူတို့တွေတဲ့ဗဇက်ကလည်းဘလို့ပဲမဟုတ်တော့မဟုတ်တော့မီးတွေပဲထွက်နေတယ်တဲ့အဲ့ဒီမီးတွေကိုမငိမ့်နိုင်ဘူးဖြစ်နေတာတဲ့ဘလောက်စူးစမ်းစူးစမ်းရေတွေနဲ့ရောအတန်းတွေနဲ့ရောလေတွေနဲ့ရောပန်းကာတွေနဲ့ရောလှုပ်ပင်မဲ့လေမီးမငိမ့်ဘူးဖြစ်နေတယ်တဲ့သူတို့ကမီးလောင်နေတယ်နဲ့တူတယ်နော်အဲ့ချိန်မှာ I know how to help said Albert don't worry everyone he took a gulp of water Then, with a hiss, the flames were gone. Thank you, they all cried. You are the bravest dragon in the land. We always thought the rules were silly, but now we understand. No? အဲ့မှာအယ်ဘတ်ကဘာပြောလဲဆိုတော့စိတ်မပူပါနဲ့တင်နေခြင်းတို့တဲ့။ "तू ရေကိုအမြန်လေးသွားပြီးတော့အာရပါရတောက်ပြီးတော့ငုံလာလိုက်တယ်။ပြီးတော့ तू ပါဇက်ကနေရေကိုမှုတ်ထုတ်လိုက်တဲ့ချိန်မှာ မီးလောင်နေတဲ့မီးတောက်တွေအကုန်လုံးပဲငိမ့်သက်သွားတော့တယ်တဲ့အဲ့ချိန်မှာတငယ်ချင်းတွေကလည်းသူ့ကိုကျေးဇူးတင်လိုက်တာတဲ့မင်းကတတိရှိရဲစံတတိအရန်ရှိတဲ့သူတို့ဒေတာမှာတော့ရဲစံတတိရှိတဲ့ dragon လေးပါပဲတဲ့ကျောင်းကချမှတ်ထားတဲ့စီကံကိုတဲ့ငါတို့ကမလို့အပ်ဘူးအပိုလို့ထင်ခဲ့တာတဲ့အခုတော့တဲ့ငါတို့နားလဲပါပြီလို့သူ့ရဲ့ classmates တွေကပြောတယ်နော်အဘတ်လေးကလည်းပြုံးပြောပါတယ်ရင်လောက်စိတ်မဆိုးတော့ the next day at school Albert arrived to claps and cheers. Now he found his talent, he forgot all of his fears. Well done, Albert. Suddenly, he was a hero, and his teacher thought so too. Now, when he grew up, Albert knew just what he would do တဲ့နော်နောက်တနေ့ Albert ကြောင်းလာတော့ငွေချင်းတွေကလက်ခုပ်တီးပြီးတော့သူ့ကို cheers နဲ့ over ပေးကြတယ်တဲ့သူကလည်း तू ကျွမ်းကျင်တဲ့အရာကိုသိသွားပြီလေတဲ့နော် तू စိုးရင်တဲ့စိတ်တွေမရှိတော့ဘူးတဲ့ Albert ကိုတဲ့ well done ဆိုတော့ကြိုးစားတယ်ကောင်းကောင်းမွန်မွန်ကြိုးစားခဲ့တဲ့ Albert လေးဆိုပြီးတော့ဆ iam မားကလည်း तू ကို စာလေးချိတ်ပြီးတော့စောင့်နေတယ်တဲ့လက်ထဲမှာလည်းဘာလေးလည်းမသိဘူးခြင်ထားတယ် အလ်ပါကိုတဲ့ဆ iam ားကလည်းအဲ့တော့သူစုချမလို့တူတယ်အဲ့တော့သူကြီးလိုက်ရင်သူဘာလောက်ရမလဲဆိုတော့အလ်ဘတ်ကတိသွားပါပြီတဲ့နော်သူဘာလောက်ချင်တာလဲ fire fighters လို့ချင်တာတော့ဘဇက်ကနေလေတွေကိုမှုရေတွေကိုမှုမဲ့အပြင်မိသက်ပိုက်ကိုပါကိုင်းပြီးတော့လိုအပ်လို့ရှိရင်မိတွေအပူတွေကိုနှိမ့်တက်ပေးမယ် elbots လေးပေါ့ဟော သူ့ကိုဆီယာမာ fire fighter တွေစောင်းတဲ့အုတ်ထုပ်လေးအဝါရောင်လေးနဲ့အလဲမှာနော်ရုပ်ကလေးပါတဲ့အုတ်ထုပ်လေးလက်ဆောင်ပေးလိုက်တာ fire fighter ပုံလေးကိုဖြစ်သွားတော့တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီစာအုပ်ကလေးက Dragon to the rescue လို့ခေါ်တာပေါ့ဒီနေ့တော့ဒီလောက်ပဲနော်